မကွေးတိုင်းပေါ့မြို့နယ်နဲ့မြိုင်မြို့နယ်ထိဆက်နယ်မြေများမှာနိုဝင်ဘာ22ရက်ကစစ်ကောင်စီတပ်ရဲ့ပါရာမိုတာတစ်စီးပြတ်ကျခဲ့တဲ့နေရာနီးမှာဒီကနေ့နိုဝင်ဘာ23ရက်မနက်ပိုင်းကစပြီးတိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့ရာစစ်ကောင်စီတပ်မှအကြအဆုံးများပြားပြီးနောက်ပြန်ဆုတ်ခဲ့ပါတယ်တပ်သားတဲ့၃ဦးလည်းလက်နက်ချအလင်းဝင်ခဲ့ကြောင်းမြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မြိုင်ပကဖကဒီကနေ့ညနေပိုင်းမှာသတင်းထုတ်ပြန်ပါတယ် ဒီကနေ့မနက်၈နာရီဝန်းကျင်မှာစ၍နတ်သက်တဲကြီးကန်သက်ကဘာပြူကြောက်ခွက်ကျေးရွာများအနီးမှာမြိုင်ပကဖပောက်ပကဖ MGYPDF YPDF နဲ့မြိုင်မြို့နယ်အသီးသီးက LPDF မဟာမိတ်တပ်ဖွဲ့များကစစ်ကောင်စီစစ်ကြောင်းများကိုဝိုင်းဝန်းတိုက်ခိုက်ခဲ့ရာမိနစ်20ခန့်ကြာအနီးကပ်ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်စစ်သားလေးဦးမျက်မြင်လဲကြပြီးထိခိုက်ဒဏ်ရာရသူ10ဦးကျော်ရှိတယ် တက်ပြန်ဆုတ်သွားပြီးနောက်ပိုင်းမှာလက်နက်ကြီးတွေနဲ့အချက်ပေါင်းများစွာပြန်ပစ်နေတယ်လို့မြိုင်ပကဖတာဝန်ရှိသူကဆိုပါတယ်။ဒါအပြင်စစ်ကောင်စီတပ်ဖွဲ့ဝင်များမှတိုက်ပွဲအတွင်းအော်ဟစ်ဆဲဆိုခြင်းငိုကြွေးခြင်းများလည်းရှိခဲ့ကြောင်းမြိုင်ပကဖကဖော်ပြထားပါတယ်။ဒီကနေ့နေ့လယ်တနာရီခွဲခန့်မှာတဲကြီးနဲ့နတ်သက်ကျေးရွာနီးမှာရှိတဲ့ဒေသခံအိုးအိမ်တချို့ကိုစစ်ကောင်စီကမိရှုဖျက်ဆီးခဲ့တယ်လို့နေ့လယ်ပိုင်းမှာစပြီးဂျက်တိုက်လေယာဉ်များနဲ့ အချိန်ချင်းဘုံကျက်ခဲ့သေးကြအောင်သိရပါတယ်။ထူးခြားတာကတော့တက်မ69လက်အောက်ခံခလာရ418နဲ့ခလာရ419တိုက်ရင်များမှာစစ်မှုထမ်းအစ်စ်များဖြစ်တဲ့ရဲဘော်တန့်စင် တင်ထွန်းအောင်မိုးတို့သုံးဟာ MA1 တနက်3လက် ကြီပေါက်3ခုနဲ့ကြီအပြည့်အစုံပါရှိလျက်ဒီကနေ့နနက်မှာမြိုင်ပကဖထံကိုအလင်းဝင်ခဲ့ကြအောင်သိရှိရပါတယ်။သူတို့ဟာမန္တလေးနဲ့ရှမ်းပြည်နယ်ဒေသအသီးသီးမှာ ပေါ်တာဆွဲခံရပြီးစစ်တပ်ထဲကို အတင်းအဓမ္မစုဆောင်းခံရသူများဖြစ်ပါတယ်။ညာဘက်ကဖကထုတ်ပြန်ချက်မှာအခုတိုက်ကြိုက်ခံရတဲ့စစ်ကောင်စီစစ်ကြောင်းမှာပေါင်မြို့နယ်အတွင်းချိုင်းဆောင်ဖမ်းပေါက်ကုန်းဖလန်ကိုင်းတကြီးတော်ကြောက်တိုင်းခင်ညောင်စင်ကျွရများမှာပြည်သူအိုးအိမ်များကိုမိရှုဖျက်ဆီးကပြည်သူများကိုဖမ်းဆီးတပ်ဖြတ်ခဲ့တဲ့တပ်ဖွဲ့ဝင်များဖြစ်ကြောင်းအချက်အလက်များနဲ့တကွဖော်ပြထားပါတယ်။လက်ရှိမှာ ပေါင်မြို့နယ်အတွင်း စစ်ကောင်စီတပ်ဟာစစ်ကြောင်း၃ယောက်နဲ့ခွဲထွက်စစ်ဆင်နေစေဖြစ်ပြီး ကာကွယ်ပစ္စည်းစက်ရုံ ကပ္ပစ24နဲ့ညာဆက်မှုနှစ်မှာအင်အားစုစည်းထားတဲ့စစ်ကြောင်းများကိုတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များကလိုက်လံရှာဖွေကတိုက်ခိုက်လျက်ရှိကြောင်းသိရပါတယ်ရှင်